အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဖြစ်စဉ်လေးကိုတော့ပြပို့လာတဲ့သူကတော့လာဖီပဲဖြစ်ပါတယ်လာဖီကမွ슬လင်လူမျိုးတယောက်လည်းဖြစ်တယ်ဗျာလာဖီတို့နေတဲ့မြို့နယ်ကတော့တာပိုင်မြို့နယ်ပဲဖြစ်ပါတယ်လာပြီးရဲ့တရေ၆ခံရတဲ့ဖြစ်ရလေးကိုဒီပြောပြလာတဲ့အပေါ်မှာကျွန်တော်ကမှတစဉ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြောပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။လာပြီးအတွက်ကတော့ဒီဖြစ်ရလေးကလုံးဝမေ့လို့မရတဲ့ဖြစ်ရလေးတစ်ခုဖြစ်ပါတယ်တဲ့။ဖြစ်စဉ်ကတော့လာပြီးနေတဲ့ အိမ်နဲ့အကရက်မှာရှိတဲ့အိမ်ကတော့အကိုကြီးဘယ်ဆန်တို့အိမ်ပဲဖြစ်တယ်တဲ့ဒါပြီးတော့သူငယ်ချင်းတွေတော်တော်များများကအကိုဘယ်ဆန်ရဲ့အိမ်မှာပဲတွားပြီးတော့နေကြတာများတယ်ပေါ့နော်ဘာလို့လဲဆိုတော့တဲ့အကိုဟိုကြီးဒီဘယ်ဆန်တို့အိမ်ကပေါ့နော် wifi လည်းရှိတယ်အဂိမ်းလည်းစုပ်လို့အဆင်ပြေတဲ့အခါကြတော့ပေါ့နော်ပြီးတော့ဒီအကိုကြီးဘယ်ဆန်ကလည်းသဘောကောင်းတော့လာပြီးရဲ့သူငယ်ချင်းတွေအားလုံးကအကိုကြီးဘယ်ဆန်ရဲ့အိမ်မှာပဲအဲအချိန်ကုန်လေးရှိတယ်ပေါ့နော်ဒါပေမဲ့ဘယ်ဆန်တို့အိမ်မှာ တခုရှိတာကတော့အခန်းတွေအကုန်လုံးထဲမှာပေါ့နော်ဒီဘယ်ဆန်တားမြစ်ထားတဲ့အခန်းတစ်ခန်းရှိတယ်တဲ့အဲ့ဒီအခန်းကိုလည်းဘယ်ဆန်ကလုံးဝပေါ့နော်ဝင်ခွင့်မပြုဘူးတဲ့မဝင်ဖို့ကိုလည်းပေါ့နော်ခဏခဏတတိပေးတယ်တဲ့ အကိုကြီးဘယ်ဆန်ကအတိခန်းကိုဝင်မကြည့်နဲ့အတိခန်းကိုမဖွင့်နဲ့ဆိုပြီးတော့ဒီလူငယ်တွေကိုသူအမြဲသတိပေးတယ်ပေါ့နော်သတိပေးတဲ့အခါတိုင်းလိုလိုတယ်ဒီလူငယ်တွေကပူပူပြီးတော့အဲ့ခန်းထဲမှာဘာချိလဲဆိုတာကိုသူတို့ကအရင်သိကျင်ကြတယ်ပေါ့နော်လူငယ်တွေတဘာဝပေါ့နော်ဒီဟာကိုမလုံနဲ့ဆိုရင်လှုပ်ရှင်ကြတယ်ဒီဟာကိုဖွင့်မကြည့်နဲ့ဆိုရင်ကြည့်ကျင်ကြတယ်ပေါ့နော်ဒါလူငယ်တွေရဲ့တဘာဝပေါ့နော်လာပြီးရဲ့သူငယ်ချင်းတွေအားလုံးကပေါ့နော်ဒီလာပြီးပါအပါတော်ကူမှဆက်စုကျင်တဲ့စိတ်တွေသလိုတဖြည်းဖြည်းနဲ့ပူပူပြီးတော့ တိုးပွားလာတယ်ပေါ့နော်နောက်တစ်နေ့မှာတော့တဲ့ဒီဘယ်ဆန်ကပေါ့နော်အလုံးကိစ္စနဲ့အပြင်ကိုသွားရမယ်ဆိုပြီးတော့အိမ်ကိုတော့လာပြီးကိုအက်ခဲ့တယ်ပေါ့အိမ်ကိုလည်းဂယူးဆိုင်ပြီးတော့ကြည်ပေးဖို့အတွက်လည်းကိုဘေဘန်ကလာပြီးကိုမှာခဲ့တယ် လာပြီးပါဝင် လာပြီးရဲ့တုံငယ်ချင်းတွေအားလုံးကလည်းကိုဘေဘန်ရဲ့ပြောစကားကိုနားထောင်နေတဲ့အဖွဲထဲမှာဆိုလို့ရှိရင်ကိုဘေဘန်ကအသက်ကြီးဆုံးဒုတိယလည်းဖြစ်တဲ့အခါကျတော့သူစကားကိုတော်တော်များများနားထောင်ကြတယ်ဒီလိုနဲ့ကိုဘေဘန်မရှိတဲ့အခါမှာဆိုရင်အိမ်ကိုပေါ့နော်တုံငယ်ချင်းတွေဝိုင်းဝန်းပြီးတော့စောင့်ကြည့်ပေးကြတယ်တဲ့ညရောက်တဲ့အခါကျရတယ်ဆိုရင်တော့ပေါ့နော်အသည်းအသီးကိုရင်ကိုပြန်ပြီးတော့အိတ်ကြတယ်တဲ့ဒီလာပြီးတယောက်ပဲပေါ့နော်ကိုဘေဘန်ရဲ့အိမ်မှာသူအိမ်ဆောင်ရင်အမှပဲသူညအိတ်တယ်တဲ့ညိုနဲ့နောက်တစ်နေ့ရောက်တဲ့အခါကျပြန်တော့လေလာပြီးကိုပေါ့နော် ထပ်မံပြီးတော့ကိုပဲမန်ကအကူညီတောင်းပြန်တယ်သူအလုပ်ကိစ္စနဲ့ညာအိအပြင်ထွက်ဖို့ရှိတယ်ပေါ့နော်သူအိမ်ကိုစောင့်ကြည့်ပေးပါအောင်ဆိုပြီးတော့အကူညီတောင်းတယ်ဒါနဲ့လာပြီးကလည်းညာအိတ်သွားပြီးတော့ပဲခါတိုင်းအတိုင်းပဲပေါ့သူစောင့်ပေးတယ်ပေါ့နော်သူငယ်ချင်းတွေကလည်းလာပြီးတော့အဖော်လာပြီးတော့နေပေးကြတယ် အဲ့ချိန်သာတို့ကပြန်လာပေါ့နော်တို့အဲ့ချိန်သာပြန်လာအဲ့ချိန်မဟုတ်တဲ့အချိန်တိုင်းနေရောညာရောကအဲ့ဒီမှာပဲတို့ရှိနေကြတယ် wifi ရတဲ့အမှာတို့ fee ရတဲ့အခါကျတော့ပေါ့နော်လူငယ်တွေတဘာဝတို့ဂိမ်းဆော်ရင်အမှာပဲနေကြတယ်တို့နဲ့ကိုယ်ပဲပန်ပေးခဲ့တဲ့ဒီတော်တွဲကြီးကိုကြည့်ပြီးတော့လာပြီးရဲ့သူငယ်ချင်းတွေကလာပြီးကိုမြောက်ပေးကြတယ်ဟဲ့ကောင်လာပြီပေါ့နော်ကိုပပန်ကြီးတည်းမရှိဘူးပေါ့နော်အရင်တော့ဒီအားလုံးကလည်းငါတို့ရဲ့လက်ထဲမှာပေါ့နော်ကိုပပန်ကြီးအဲတားမြစ်ထားတဲ့အခန်းကိုတို့သူမရှိခင်ဖွင့်ကြည့်ကြမယ်ဆိုပြီးတော့လာပြီကိုဝိုင်းမိတော့ပြောကြတယ်လာပြီကတော့ အမှန်တော့သူလည်းအဲ့ဒီခန်းထဲမှာဘာရှိတယ်ဆိုတာကိုသိကျင်တယ်ဒါပေမဲ့ကိုဘေဘန်ကသူ့ကိုယုံကြည်လို့အိမ်ကြီးကိုအက်ခဲ့တာကလည်းတကြောင်ပေါ့နော်ဒါကိုဘေဘန်ရဲ့ယုံကြည်မှုကိုလွှဲသွင်းစားလို့ရကြမှာဆိုလို့အသူငယ်ချင်းတွေကိုသူကတားသေးတယ်သူငယ်ချင်းတွေကလည်းပြောတာကပေါ့နော်အတို့ခဏလေးပဲဖွင့်ကြည့်မယ်ပေါ့နော်အထဲမှာဘာရှိတယ်ဆိုတာလေးကိုပဲသူချောင်းကြည့်မယ်အဲတော့ဖွင့်ကြည့်နည်းနည်းလေးဖွင့်ကြည့်ရလို့ရရင်ကျင့်တတ်ပြီပေါ့နော်အဲ့လိုမျိုးပြောဝိုင်းပြီးတော့ပြောတဲ့အခါကျတော့ငကိုကမှလာပြီးတယောက်ကလည်းသိကျင်နေတာပေါ့နော်သူငယ်ချင်းတွေအားလုံးကဟိုဖွင့်ကြည့်ဖို့အတွက် ဝိုင်းဝင်းပြီးတော့ပြောတဲ့အခါကျတော့သူလည်းနောက်ဆုံးမှာတော့သူငယ်ချင်းတွေအတိုင်းပဲပြောတဲ့အတိုင်းပဲသူလက်ခံပြီးတော့ပေါ့နော်အဲ့ဒီအခန်းကိုသူပဲဥဆောင်ပြီးတော့ဖွင့်လိုက်တယ်အခန်းကိုဖွင့်ဖွင့်ချင်းမှာတဲ့အနံဆိုးကြီးထွက်လာတာပေါ့နော်ပုတ်စော်ကြီးတော်တော်နဲ့နဲ့အနံကြီးထွက်လာတယ်တဲ့အဲ့နဲ့ပဲသူငယ်ချင်းတွေပဲအားလုံးကလည်းနှာခေါင်းတွေပိတ်ထားကြတာပေါ့သူတို့နှာခေါင်းတွေပိတ်ပြီးတော့ခဏလေးနေနေရတယ်အထက်ကိုတက်မဝင်နိုင်ဘူးလေအနံကြီးကနန်လို့ပေါ့နော်ပြီးတော့အဲ့ဒီအခန်းမှာကလည်းမီးမရှိဘူးသူတို့ရဲ့ဖုံးဖလက်မီးလေးတွေထွင်းပြီးတော့ခန်းထဲကိုကြည့်လိုက်တာပေါ့နော်ဘာကောင်တွေများတည်ပြီးတော့ပုတ်နေလဲဆိုတော့ ဟိုလိုက်ပြီးတော့ကြီးလိုက်တယ်တဲ့ဖုန်းမီးနဲ့ထိုးပြီးတော့ကြီးတဲ့အခါကျတော့လည်းအခန်းကြီးကလည်းပြောင်တလင်းကြီးနဲ့ဘာမှမရှိတာလေဗီဒီယိုလေးထိုင်ကုန်လေးဆောင်းဆောင်းခေါင်းဘာမှမရှိဘူးเนาะအခန်းပြောင်ကြီးတဲ့အဲ့ဒီအခန်းပြောင်ကြီးနဲ့မှာဒီအခန်းရဲ့ဒေါင်လေးမှာတစ်တာလေးတိတိလေးတစ်လုံးပဲရှိတယ်တဲ့အဲ့ဒီတက်တာလေးလဲမှာထူးထူးဆန်းဆန်းပစ္စည်းဆိုလို့ပေါ့နော်စီမံပလင်းလေးဒပလင်းရဲတဲ့လက်မှတ်လောက်ရှိတဲ့စီမံပလင်းလေးပေါ့နော်ဒပလင်းရဲတဲ့နောက်တစ်ခုကဒီနှက်ရုပ်လေးပေါ့နော်အဲ့ဒီနှက်ရုပ်ကဟိုကျုံကျုံလေးထိုင်နေတာတဲ့ ထိုင်ပြီးတော့လက်နက်ဖက်ကမျက်နှာကိုအုပ်ထားတဲ့ နတ်ယုတ်လေးပေါ့နော်အဲ့လိုယုတ်လေးတယုတ်အဲဒီဟိုတစ်တာလေးနဲ့မှထည့်ထားလာတွေ့တယ်တဲ့ပစ္စည်းလေးနှမျိုးပဲရှိတယ်ပေါ့နော်စီမံပလင်းလေးဒပလင်းရယ်အဲ့ဒီနတ်ယုတ်တယုတ်ရယ်အဲ့ခုပဲတွေ့တယ်တဲ့စီမံပလင်းဆိုတာကတော့ကျွန်တော်ဒီပလာတော့ကအကြောင်းအရာတွေတင်ဆက်တဲ့ခါမှာအများနဲ့ပြောပြလေးရှိတယ်ပေါ့နော်ထိုင်းနိုင်ငံမှာအစိမ့်တွေသွားတဲ့သူတွေမီးကျိုးတဲ့ခါကြလို့ရှိရင်လူရဲ့ခန္ဓာကိုယ်ကကျလာတဲ့အစီတွေပေါ့နော်အဲ့ဒါတွေသူတို့ကပလင်းလေးလည်းထည့်ထည့်ပြီးတော့ဂါဒန်မန်တန်အစီရင်တွေနဲ့သူတို့ဖော်ဆက်ပြီးတော့ဟိုစောင့်ရောက်ကြတာလေးရှိတယ်ပေါ့နော်အကူလည်းအဲ့လိုမျိုးလုပ်ထားလဲပလင်းလေး စီမံပလင်းဆိုလာအဲ့ဒီပလင်းတွေကိုသူတို့တွေ့တယ်တွေ့တော့သူငယ်ချင်းတွေအားလုံးပြောကြလာပါနော်ကိုပဲပဲကြီးကလည်းဘာမှမရှိတဲ့အဘောနော်လာပြီးတော့ဥစ္စာချောက်နေတယ်ဗောနော်ဒီအခန်းကိုဖွင့်မကြည့်နဲ့ဖွင့်မကြည့်နဲ့ဆိုပြီးတော့ခက်ခနာပြောတယ်ဗောနော်ဖွင့်ကြည့်တော့အဲ့ထက်မှာဘာမှတန်ဖိုးကြီးပစ္စည်းမရှိဘူးဆိုပြီးတော့သူတို့ပြောပြောစုံနဲ့အဲ့အဲ့စီမံပလင်းနဲ့အဲ့ဒီနေရုပ်လေးကိုအစ်တတာလေးလည်းပြန်ထည့်ပြီးတော့ဗောနော်သူတို့အခန်းထဲကနေပြီးတော့အခန်းတကားပိတ်ပြီးတော့ပြန်ထွက်လာဟောပြန်ထွက်လာတော့ အဲ့ချိန်တည်းရောက်ပြီဖြစ်တဲ့ခါကျတော့လာဘီရဲ့သူငယ်ချင်းတွေကလည်းအသီးသီးပေါ့နော်ကိုယ့်အိမ်ကိုပြန်ပြီးတော့အိတ်ကြတယ်တဲ့လာဘီတယောက်ပဲပေါ့နော်အဲ့ဒီမှာသူကအိတ်တာကိုဘယ်ပန်ကြီးရဲ့အိမ်မှာကိုဘယ်ပန်ကြီးကသူ့ကိုအခန့်တခန့်ပေးထားတယ်သူအိတ်ဖို့အတွက်အဲ့မှာသူအိတ်တယ်ပေါ့နော်ဒီလိုနဲ့အိတ်နေနေညနဲ့တဲ့ခါကျတော့သူအပေါ်ပါသွားကျင်ကျင်တဲ့စိတ်ပေါ်လာပေါ်လာလဲအိမ်နာကဖြစ်ချင်တော့အိမ်ရဲ့အောက်ထက်မှာအဲ့ဒီသူအောက်ထက်ကိုသူဆင်းလာတယ်ပေါ့နော်အပေါ်ပါသွားမယ်ဆိုအောက်ထက်ကိုဆင်းလာတယ်ဆင်းလာပြီးတော့အပေါ်လေးတွေပါသူသွားရပြီးတော့ဒီအိမ်ပေါ်ထက်ကိုတက်ပြုတ်ဆိုပြီးတော့ဒီလေကားကိုတက်ဖို့အလုံးမှာ ဧကန်းမှာထိုင်နေတဲ့မျိုးသားတယောက်ကိုသူတွေးလိုက်တယ်တွေးလိုက်တဲ့အချိန်မှာပဲဒီအိမ်ပေါ်ထက်ကိုသူတက်ဖို့လှုပ်တဲ့အချိန်မှာပဲသူ့လိုလိုပေါ့နော်သူမတရကြီးတက်တော်ရင်သူဖြစ်သွားတယ်အားအသင့်သွားတာပေါ့နော်ပြီးတော့အဲ့ဒီလူရုပ်သူကြင်းကြင်းနဲ့အဲ့ဒီလူရဲ့ခန္ဓာကိုယ်ကြီးရပေါ့နော်တဖြည်းဖြည်းနဲ့ကြည်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 လာလိုက်တာနဲတဲ့ကောင်းကြီးမဟုတ်ဘူးတဲ့ပြီးတော့သူ့အသားလေးပေါ့နော်ဖြည်း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 ချင်းနဲ့နောက်ပေါ့နော်အဲ့လို ခန္ဓာကိုယ်ကမလှည့်ဘူးပေါ့နော်ခေါင်းကြီးပဲလှည့်ပြီးတော့သူ့ကိုကြည်တာတဲ့ကြည်လိုက်တဲ့အချိန်မှာအဲ့ဒီလူရဲ့မျိုးလုံးကပေါ့နော်ရဲတောက်ပြီးတော့တော်တော်ကြီးကိုကြောက်ဖို့ကောင်းလာတယ်သူကအဲ့ဒါလည်းអော်ပြီးတော့ပေါ့နော်ဟိုအိမ်ပေါ်ထက်ကိုပဲသူအတပြေးတက်ပြီးတော့သူအိတ်တဲ့ခန်းသူအပြေးဝင်ပြီးတော့ပေါ့နော်စောင်းခေါင်းမှုရှုံပြီးတော့ခန္ဓာကိုယ်ပိတ်ပြီးတော့သူအိတ်တာအိတ်တယ်လုံးဝအိတ်မပြောဘူးပေါ့နော်သူ့ရဲ့ဒီအခန်းအရှိမလမ်းလျှောက်နေတဲ့အတန်တွေသူကြားတယ်ပေါ့နော်ချိုးချောင်းနဲ့လမ်းလျှောက်နေတဲ့အတန်တွေကြားတယ်။သူကမွတ်စလင်ဆိုပေမဲ့သူ့ဘာသာအဲသူမှာပေါ့နော်သူတို့ရဲ့အဲရွတ်ဆိုရမယ့် ဖျားစာတွေရှိရပေါ့နော်သူအဲ့ဒါတွေရွတ်ဆိုရတဲ့ရွတ်ဆိုတော့တဲ့အဲ့ဒီဒီခြေတန်းအပြောက်မသွားဘူးတဲ့ပြီးတော့သူ့ရဲ့အခန်းအမှန်အခန်းဖြစ်တဲ့ခါကျတော့ပေါ့နော်မှန်တကားဖြစ်တဲ့ခါကျတော့ဒီအခန်းတကားရဲ့ဒီအောက်ခြေမှာလွတ်နေတယ်အပေါ်မှာတော့လိုက်ကာရှိရတဲ့လိုက်ကာသူဆွဲထားတော့လိုက်ကာတော့လိုက်ကာတကားတဲ့ကြောင်လို့ပေါ့နော်အပြင်ကိုမမြင်ရဘူးမှန်တကားဆိုတော့ဒီအောက်ကကာထားတာမဟုတ်တဲ့ခါကျတော့အောက်ခြေမှာမြင်နေရတယ်ပေါ့နော်လမ်းချောင်းတွေတဲ့အရိပ်ရောင်တွေကိုမြင်ရတယ်တဲ့ တော်တော်သူကြောက်သွားတယ်ပေါ့နော်အဲ့နဲ့ပဲသူစောင်းခေါင်းမှုဆုံပြီးတော့ပေါ့နော်အောက်ထက်လည်းပြန်မစင်ရဲဘူးသူ့ရဲ့အိတ်နေတဲ့အခန်းချိန်မှာလမ်းကြောက်နေတဲ့တန်တွေကြားတဲ့ခါကျတော့အဲ့ခေါင်းမှုဆုံပြီးတော့တညာလုံးသူနေလိုက်တာပဲအမနဲ့မိုးလင်းတဲ့ခါကျတော့ပေါ့နော်ကိုဘယ်ပန်ကြီးကပြန်လာအောင်ပြန်လာတော့ကိုဘယ်ပန်ကိုတော်တော်ပဲအပ်ပြီးတော့ပေါ့နော်တစ်ဆက်ကန်တော့သူအမှမနေဘူးတဲ့ခါတဲ့အိမ်ထဲကတော့ထွက်ပြီးတော့သူပြေးတာပေါ့နော်အဲ့ကိုဘယ်ပန်ကြီးကအတင်းတူလိုက်ခေါ်ပြီးလက်ကိုဆွဲပြီးတော့ဘာဖြစ်တာလဲ ဆိုမေးရတဲ့ကိုပဲကြီးကကြီးတဲ့သူတွေဖြစ်တဲ့ခါကျတော့လူတယောက်ရဲ့မျက်နှာရိပ်မျက်နှာငယ်ကိုကြည့်လိုက်တာသိတာပေါ့နော်အဲ့ကိုပဲကိုပဲပဲကြီးကသူ့တန့်ပြောတယ်မင်းညာတော့ကငါမဝင်နဲ့ဆိုတဲ့အခါမင်းတို့ဖွင့်ပြီးတော့ဝင်ကြည့်သေးလားဗာညာမေးတဲ့ခါကျတော့ဗာသူကလည်းအမှန်တမ်းဖြေလိုက်တယ်တဲ့သူဝင်ကြည့်တယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါကြတော့ကိုပဲပဲကြီးကပြောပြတယ်အဲ့ဒီဟာကတဲ့မင်းတို့တွေးခဲ့တယ်ပေါ့နော်ဒီတိတ္တာလေးလည်းပစ္စည်းရတဲ့ငါအဖိုးဘွားရဲ့အစဉ်ဆက်လက်ထက်လေရတဲ့အမွေးလာတဲ့တည့်ရဲဟိုးတဲ့အမှထည့်ပြီးတော့ချုပ်ထားလာဖြစ်တယ်တဲ့ အဖေကတော့သူ့လက်ဆင့်ကမ်းပေးခဲ့တယ်ပေါ့နော်တကယ်လို့လားသူကလက်ဆင့်ကမ်းမွေးမယ်ဆိုလို့ရှိရင်အဲ့တတာကိုဖွင့်ပြီးတော့ဒီမှာအဆောက်ရှောက်ခိုင်းလို့ရတယ်ပေါ့နော်သူ့ channel မှာသူမွေးထားလို့ရတယ်သူကမမွေးချင်လို့တဲ့သူလည်းမနိုင်လို့ပေါ့နော်အဲ့ဒီထဲမှာထည့်ပြီးတော့သူချုပ်ထားတာတဲ့ဆရာသမားတွေလည်းပေါ့နော်ချုပ်ထားတာတဲ့အဲ့တော့ကြောင့်မလို့မင်းတို့ကမဖွင့်ခိုင်းရတဲ့ဖွင့်လိုက်ပြီဆိုတော့ကိုလွတ်သွားပြီပေါ့နော်လွတ်သွားပြီဆိုလို့ရှိရင်တဲ့အန်ဒီရရှိနိုင်တယ်ပေါ့နော်ငါလည်းသူ့ကိုမနိုင်ဘူးတဲ့မွေးတယ်မမွေးနိုင်ဘူးတဲ့ ဲ့လိုမျိုးပြောတယ်အဲ့ဒါလည်းပဲကိုပဲရတဲ့နောက်ရက်တွေမှာပေါ့နော်ဒီဝိညာဉ်လောကသားတွေကိုချုံနှောင်တတ်တဲ့ဆရာသမားတွေကိုပင့်ဖဲ့ပြီးတော့အဲ့ဒီဝိညာဉ်ကိုပြန်ပြီးတော့ချုံနှောင်လိုက်ပြီးတော့အဲ့ဒီဆရာလေးတွေလည်းပဲပြန်ပြီးတော့ထည့်ပေးလိုက်တယ်ပေါ့နော်အဲ့ဒီဝိညာဉ်ကိုအာပြောမယ်ဆိုရင်အဲ့ဒီတစ်တာလေးတွေမှာထည့်ထားတာကတော့ဝိညာဉ်ပေါ့နော်စိမ့်တွေတွေသေဝရဲ့သူရဲ့ဝိညာဉ်ပေါ့နော်အများသရေပေါ့နော်မွေးပြောချင်တာတော့သရေမွေးထားတာပေါ့နော် ကျွန်တော်ကြားသိရသလားဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံတောင်ပိုင်းဆိုရင်လည်းတရဲမွေးမြူတဲ့သူတွေတော်တော်ပေါ်တယ်အခုကျွန်တော်နေတဲ့ဘက်တင်မှာဆိုရင်လည်းတရဲတက်စီတွေမွေးမြူကြတယ်ဒီထိုင်းတွေကသူတို့ဥယျာဉ်ခြံအကျယ်ကြီးတွေပိုင်ပြီဆိုလို့ရှိရင်မြို့ဖလာတရဲမွေးမြူနီးအတိုင်းပေါ့နော်တရဲတွေကိုသူတို့မွေးမြူပြီးတော့သူတို့ရဲ့ဥယျာဉ်ခြံတွေသူတို့ရဲ့အိမ်ခြံမြေတွေကိုသူတို့ဆောင်ဟိုင်းတာမျိုးတွေလုပ်တယ်ဗျတော်တော်စိတ်ဝင်စားဖို့တော့ခေါင်းတယ်ပေါ့နော်သူတို့ဒီမွေးမြူတဲ့နီးတွေကလည်း တော်တော်များများလည်းမွေးမြူကြပါလေထိုင်းနေပါလေအခုကိုပေပန်ကြီးကလည်းသူတို့မျိုးဖလာမွေးမြူထားတဲ့တရေပဲဒီတရေက သူ့အဖေလက်ထက်မှာသူ့ကိုဒီတရေလက်ဆင့်ခံပေးခဲ့တယ်။သူကလည်းဒီတရေကိုမွေးကျင်တာလဲပါလိမ့်မယ်။သူကိုယ်တိုင်ကလည်းဒီတရေမွေးမြူတာကိုဝါသနာမပါလဲသူတရားလည်းဖြစ်ကောင်းဖြစ်မယ်။ပြီးတော့ဒီတရေတစ်စိမွေးမြူပြီဆိုလို့ရှိရင်ဒီတရေတစ်စိတွေရဲ့အကြိုက်ကိုလည်းလှုပ်ဆောင်ပေးရတဲ့အဲကိစ္စတွေလည်းရှိတယ်။အဲ့ဒီကိစ္စဝဝကိုလည်းသူမလှုပ်ဆောင်ခြင်းလို့ပေါ့နော်။ဒီဆရာသမားတွေနဲ့အဲ့ဒီဝိညာဉ်ကိုသူချုပ်နှောင်ပြီးတော့သူ့အိမ်ကအခန်းတစ်ခန်းထဲမှာသူထည့်ပြီးတော့ထားထားတာပေါ့နော်။လာပြီးတော့သူငယ်ချင်းအဖွဲ့ကသွားရောက်ပြီးတော့အဲ့ဒီအခန်းကိုဖွင့် တရေဝိညာဉ်ချုံနောက်ထားတဲ့ဒီတစ်တာကိုဖိမ့်ပြီးတော့လောက်လိုက်တဲ့အခါကျတော့အထက်မှာချုံနောက်ထားတဲ့တရေကလွတ်ပြီးတော့အခုလိုမျိုး6လမ်းမှုလေးလောက်တာပေါ့နော်ထပ်မံပြီးတော့6လမ်းမှုလေးလောက်မှဆိုလို့လူတွေဒုက္ခပေးမှဆိုလို့ကိုဘယ်ပန်ကြီးရပါပေါ့နော်ဒီပလာတော့ကဝိညာဉ်သားတွေကိုချုံနောက်တတ်တဲ့ဆရာတွေကိုပင့်ဖိတ်ပြီးတော့အဲ့ဒီဝိညာဉ်ကိုပြန်ချုပ်လိုက်တယ်ပေါ့နော်ချုပ်ပြီးတော့အဲ့ဒီဆရာသမားတွေနဲ့ပဲအပ်ပြီးတော့ပြန်ထည့်ပေးလိုက်တယ်သူလည်းမမွေးတော့ပဲနဲ့သူဆွတ်လွတ်လိုက်တာပေါ့နော် အဲ့လိုမျိုးပြောပြလာလေဗျဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲဗျာအစောဒီအောင်နားဆင်ပေးကြတဲ့ကြီးကျူသူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ရမြန်မာနဲ့တခြားစိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဖိရက်တွေပါဝင်ကျွန်တော်ကိုယ်တိုင်ရိုက်ကူးတဲ့ပရာလောကအကြောင်းအရာတွေနဲ့အမှုကင်းအကြောင်းအရာတွေကိုလည်းတင်ဆက်ပေးဖို့အများကြီးရှိပါသေးတယ်အားလုံးစောင့်မျှော်အားပေးကြပါလို့ပြောကြရင်းနဲ့ဒီနေ့စီစဉ်လေးကိုတော့ဒီနေ့တင်ပြလိုက်ပါလေအားလုံးပဲအသက်ရှင်ကြမှာဆက်ချမ်းသာပြီးတော့လူရင်းစံနာလေးပြေးဝကြပါသေးဗျာ